ဖီနီစီယန်စ်နဲ့စကားပြောဆိုမယ်လို့နှီးပြလွန်ဆိုပြောဘလွန်ကျသူများအတွက်ကျွန်မရဲ့ဝမ်းမြောက်ခြင်းကိုအတင်ပြုကြည့်ပါမယ်။လူသားလေးစိတ်မှာစိတ်ဆိုးတောသားထွက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တောင်မန်ကစားသမားဖီနီစီယပ်စ်နဲ့စကားပြောဆိုသွားမှာဖြစ်တယ်လို့ရီယန်နီပြအလွန်ဆိုကပြောပါရယ်။ဘာစီလိုနာသင်းကိုအိမ်ကွင်းမှာလက်ခံကစားခဲ့တဲ့ပွဲရဲ့ပွဲချိန်82မိနစ်မှာနီပြလွန်ဆိုကဖီနီစီယပ်စ်ကိုရိုဒီကိုနဲ့လူသားလေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါရယ်။ လူစားလဲခန့်ရချိန်မှာစိတ်ဆိုးတွန်းသားထွက်ခဲ့တဲ့ Phineas ကအယံခုံကိုမသွားဘဲနဲ့အဝယ်လဲကန်းထဲကိုဝင်သွားခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာအယံခုံနှန်းကိုပြန်လည်ပြီးတော့ရောက်လာခဲ့တာဖြစ်ပါတယ်။ပွဲပြီးမှလည်း Phineas ကဘာစီလိုနာသင်းလူငယ်ကစားသမား Rame နဲ့အပြန်အလှန်စကားများမှုတွေဖြစ်ခဲ့သေးတာပါ။ ကွင်းတွင်းမှာအသင်းကစားပုံကောင်းမွန်ဖို့နဲ့ဗီနီစီယန်စီကခြေစွမ်းကောင်းတွေရဖို့ပဲအားလုံးစိုက်သွားမှာဖြစ်ပြီးကွင်းပြင်ပပြဿနာတွေနဲ့ပတ်သက်လို့ကတော့ကစားသမားနဲ့အေးဆေးတွေ့ဆုံပြီးတော့စကားပြောသွားမှာဖြစ်တယ်လို့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာအလွန်ဆိုးကပြောသွားပါတယ်အခုရတဲ့ဘက်ဆိုပိုင်းတော့ကတော့နီးပြလွန်ဆိုကဗီနီစီယန်စ်ရဲ့စိတ်သက်ပြတ်သားမှုနဲ့ခြေစွမ်းကိုသဘောကျတယ်လို့ပြောထားခဲ့ပူတာဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ပွဲမှာရီယက်တင်ကအမ်မာပင်ဘယ်လင်ဟန်တို့ရဲ့အသွင်းကိုးတွေနဲ့အနိုင်ရခဲ့ပြီးဒုတိယနေ့ကဘာစီလိုနာသင်းကို၅မှတ်ဖျက်ထားနိုင်တာဖြစ်ပါတယ်။